အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မှားယွင်းတဲ့ကိုယ်ပွေမှုကြောင့်ဣတိရပီနှချမ်းခွဲထားတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာထာဝရဘုရားသခင်ကိုရှောရမောဝုတ်ပြုနေတဲ့ဣတိရလနိုင်ငံဟာငြင်းချမ်းနေခဲ့ပါလေ ဒါပေမဲ့ရှောလမုန်ဟာရုတ်တုကိုးကွယ်တဲ့တပားမျိုးသားတွေဖြစ်တဲ့မင်းသမီး900မောင်မမိသား300နဲ့လက်ထပ်ခဲ့ပါတယ်။တဖြည်းဖြည်းနဲ့ရှောလမုန်အသက်ကြီးလာတဲ့အခါအဲဒီမိန်းမတွေကြောင့်ရှောလမုန်ရဲ့စိတ်နှလုံးတော်ပြောင်းလဲလာပြီးရွှန်ရှားပွေသောမောဘဖျားအာမုန်ဖျားတွေကိုကိုးကွယ်လာပါတော့တယ်။ဒါနဲ့ထာဝရဖျားကအမျက်တော်ထွက်ပြီးရှောလမုန်ကိုနိုင်ငံတော်ကိုမင်းလက်ထက်ကနှုတ်ပြီးမင်းကျုံကိုပေးမယ်။ဒါပေမဲ့မင်းအဖဒါဝိရဲ့မျက်နှာကိုထောက်ပြီးအခုတော့ခဏတီးကြအောင်မယ်။ မင်းရဲ့သားလက်ထက်ရောက်ရင်တော့နိုင်ငံတော်ကိုနှုတ်မယ်။ဒါပေမဲ့နိုင်ငံအကုန်လုံးကိုတော့မနှုတ်ပဲမင်းရဲ့သားကိုခရိုင်တစ်ခုပဲပေးမယ်ဆိုပြီးရှောလမုန်ကိုပြောပါတယ်။ထာဝရဘုရားရဲ့ဆုံးဖြတ်ချက်ကိုနောက်တနည်းနဲ့လည်းဖော်ပြပါတယ်။ရှောလမုန်ရဲ့အမှုထမ်းရေရောပေါဟာခီးသွောင်းနေတော့ပရောဖက်အဟိယနဲ့ဆုံပါတယ်။အဟိယဟာသူ့ရဲ့ဝိယုံကိုဆန္ဒပိုင်းဆုပ်ပြီးတော့ရေရောပေါကိုဒီလိုပြောပါတယ်။ထာဝရဘုရားကရှောလမုန်စီကနေနိုင်ငံတော်ကိုပြန်ယူပြီး နှချမ်းချမ်းတော့မယ်ဒီဝိယုံ၁၀ဘိုင်းကိုယူပါ၁၀ခရံကိုမင်းအုပ်ဆိုးရမယ်ဆိုပြီးတော့ပြောပါတယ်ဒီအကြောင်းကိုရှောလမုန်ကြားတော့ရေရောပောင်ကိုတတ်ဖို့စ조사ပါတော့တယ်ဒါကြောင့်ရေရောပောင်နဲ့အေဂူတူပီကိုထွက်ပြေးရပါတော့တယ်ရှောလမုန်တေသွားတော့တားဖြစ်သူရောပောင်ဝရင်ဖြစ်လာပါတယ်ရေရောပောင်ဟာဣဒရီလာပီကိုပြန်သွားဖို့အချိန်တန်ပြီဆိုတာကိုသိလိုက်ပါတယ်ဣဒရီလာအသက်ကြီးသူတွေကရောပောင်ကိုမင်းကြီးကမြစ်တာနဲ့အုပ်ချုပ်ရင်ပြည်သားတွေကတစ္ဆာရှိလိမ့်မယ်လို့အကြံပေးကြပါတယ် ဒါပေမဲ့ယောဘောင်ကဣသရေလအသက်ကြီးသူတွေရဲ့စကားကိုနားမထောင်ပဲသူ့တငယ်ချင်းတွေကပြည်သားတွေပြပြဝတ်နေအောင်အကြမ်းကင်ရမယ်လို့ပြောတာကိုနားထောင်ပြီးယောဘာဟာသူ့မိတ်ဆွေတွေအကြံပေးတဲ့အတိုင်းလုပ်ပါလေလူတွေပေါ်ရက်ဆက်လို့လူတွေကသူ့ကိုပုံကန်ကြပါတော့တယ်ဣသရေလဆယ်တွေဟာယေယောဘောင်ကိုဘရင်တင်မြောက်လိုက်ပြီးဣသရေလပြည်ဖြစ်လာပါတယ်နန်ွေကတော့ယောဘံကိုဆက်တစ္ဆာရှိပြီးယူရပြီဖြစ်လာပါတယ်အခုတော့ဣသရေလ12ွယ်ဟာနှစ်ချမ်းကွဲသွားပါပြီ ယေရောဘာဟာသူ့ပြည်သားတွေကိုယောဘာအုပ်ချုပ်တဲ့ယေရုရှလင်မြို့ကိုတွားပြီးဝမပြုစေချင်ပါဘူး။သူ့ပြည်သားတွေယောဘာဘက်ကိုပါသွားပြီးသူ့ကိုတတ်မှာကိုစိုးရင်လို့ပါပဲ။ဒါနဲ့ရွှေနွားရုပ်နှစ်ရုပ်ကိုလှုပ်ပြီးလူတွေကိုယေရုရှလင်မြို့ဟာဝေလွန်းပါတယ်။ဒီမှာပဲဝုပြုကိုးကွယ်နိုင်တယ်လို့ပြောတယ်။လူတွေကလည်းရွှေနွားရုပ်ကိုကိုးကွယ်ကြပြီးထာဝရဘုရားကိုမိသွားကြပါတယ်။အဆုံးထိ ကြည့်ရှုပေးတဲ့အတွက်ယေရှုတင်ပါတယ်ခင်ဗျာ။